လက်ရှိချိန်မှာဒီဖုန်းလောက်ကင်မရာကောင်းတဲ့ဖုန်းတစ်လုံးမှမရှိသေးဘူးကျွန်တော်ပြောတာရှင်းလိုက်တကယ်တစ်လုံးမှမရှိသေးဘူးအားရတော့ Vivo ရဲ့ latest and greatest အသစ်ထွက်တာတဲ့ Vivo ရဲ့ H200 Ultra လက်ရှိမှာကမ္ဘာအကောင်းဆုံးကင်မရာဖုန်းပေါ့အဲ့တော့ဒီနေ့မှာ H200 Ultra ကြောင်းကို review လေးပြောပြပါမယ်ကျွန်တော်ရဲ့အတူတူကြည့်လိုက်ရအောင် ထမအောင်ဆုံးထုံးစံတိုင်းဒီဖုန်းရဲ့ဒီဇိုင်းနဲ့ဘေးကွန်လတီကနေစပြီးတော့ပြောလိုက်အောင်ဒီဇိုင်းပိုင်းနေနဲ့တော့ဒီနှစ်မှာထွက်ခဲ့တဲ့ H200 line နဲ့တိုင်းပဲဒီဖုန်းမှာလည်း H200 series ရဲ့ဒီဇိုင်း DNA တိုင်းလုပ်ပေးထားတယ်ကျွန်တော်တို့ကြောဘက်ခြံကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းတလုံးစာလောက်ရှိတဲ့ကင်မရာဘိုင်းကိုထည့်ထားပေးတယ်နောက်ပြီးတော့ကြောဘက်ခြံမှာတုံးထားပေးတဲ့တက်ချာကလုံးဝလက်ရမထင်တဲ့တက်ချာမျိုးကိုတုံးထားတယ်ဘေးဘက်ပေါင်တွေကလည်းလုံးဝလက်ရမထင်ဘူးနောက်ပြီးတော့ဒီကြောဘက်ခြံတက်ချာကဒီကျွန်တော်ကင်ထားတဲ့အဖြူအောင်လေးမှာဆိုရင်ကျွန်တော်တို့ အစင်းလိုင်းလေးပေါ့နော်အများကြီးအစင်းလိုင်းလေးစိတ်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 လေးလှုပ်ထားပေးတာကရိုးတန်းတဲ့ဒီဖုန်းကိုဖြောင်းပြီးတစ်လုံးအနေနဲ့ခံရတဲ့ဆိုင်ဒီဇိုင်းဘက်ကတော်တော်လေးကြွတက်သွားဆိုတဲ့ဘက်မှာရှိတယ်။ဘေးကွက်လက်ဒီဘက်ကိုပြောရမယ်ဆိုရင်တော့ flagship ဖုန်းတစ်လုံးကို review လုပ်နေတာဖြစ်တဲ့တဲ့ကြောင့်တိတ်ပြီးတော့အထွေထူးပြောစရာတော့မရှိဘူး။ဒီဖုန်းမှာက aluminum frame ကိုမှနောက်ဖက်ခြမ်းကိုကျွန်တော်တို့ glass back ကိုတုံးထားပေးတယ်။ဘေးကွက်လက်ဒီတော်တော်လေးမှကောင်းတယ်လည်းမှာပါတယ်။လက်ထဲမှာခံရတဲ့ hand feel ခံစားချက်ပေါ့ဗျာ။ ခန်းစားချက်ကဘယ်လိုမျိုးနေလဲဆိုတော့ဘေးဘက်ပေါင်တွေကိုလည်းလုံးဝလုံးထားပြီးတာဖြစ်တဲ့ကြောင်လက်ထဲမှာအလိုမျိုးဖုန်းကိုကင်ထားလို့ထောက်ထောက်ကြီးဖြစ်တဲ့ဆိုရက်ခန်းစားချက်ကိုမရဘူးလုံးလုံးလေးနဲ့ comfortable ဖြစ်တယ်ဆိုရက်ခန်းစားချက်ကိုရတယ်အဲနောက်ပြီးတော့ဒီဖုန်းကိုလက်ထဲမှာကင်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်အခြား ultra ဖုန်းတွေမှာလိုမျိုးကင်မရာဖန်ကြီးရအပေါ်ဘက်ကအရင်ကြီးလေးပြီးတော့ top heavy ဖြစ်ပြီးတော့လက်ထဲမှာကင်ရတာ comfortable မဖြစ်ဘူးဆိုရက်ခန်းစားချက်ကိုတိတ်ပြီးတော့မရဘူးနည်းနည်းလေးတော့ရတယ်ပေါ့နော်ဒါပေမဲ့အရင်ကြီးတော့ရတယ်မှာမပါဘူး အလေးချိန်ရလဲ229 gram ဆိုတော့ ultra phone တစ်လုံးအနေနဲ့ဆိုရင်အနေတော်ပဲဆိုတဲ့အနေအထားမှာရှိတယ်။အဲ့တော့ဒီဖုန်းရဲ့ design နဲ့ big quality ကပြောမယ်ဆိုရင်ဒီဖုန်းကိုကျွန်တော်တို့ camera ကောင်းတဲ့အချက်အပြည့်မှာကောင်းဖုန်းတစ်လုံးအနေနဲ့သုံးမယ်ဆိုရင်တော့မှတော်တော်လေးအဆင်ပြေတဲ့ design နဲ့ big quality နဲ့ hand feeling ကိုဒီဖုန်းမှာပေးနိုင်တယ်။အဲ့တော့ design ဘက်ကိုလည်းပြောပြရဆိုတော့ display ဘက်ကိုသွားကြည့်လိုက်အောင်။ display ဘက်ကိုစပြီးကြည့်ရမယ်ဆိုရင်တော့ဒီဖုန်းကအခုနောက်ပိုင်း Chinese flagship ဖုန်းတော်တော်များများမှာသုံးနေထားတယ်။ quad cat display ကိုသုံးထားပြီးတယ်။ ်အဒီ quadcat display ကိုတုံးထားပေးတာဖြစ်တဲ့တဲ့ကြောင့်ဒီဖုန်းရဲ့ကျွန်တော်တို့ screen ကိုကြည့်လိုက်မယ်ဆိုရင် 3D ဆန်းဆန်းလေးနဲ့အပေါ်ကြွတ်တက်နေရဆိုရက်ခံစားချက်ကိုရတယ်အတုံးပေးထားတဲ့ panel ရတော့ ATVO AMOLED panel မှာ 120Hz ကို support ပေးတယ် resolution ကတော့ 2K resolution နဲ့လာမှာဆိုတော့ဒီဖုန်းမှာကတော်တော်လေးမှပုံတွေကိုကြီးကြီးလင်းလင်းပြတ်ပြတ်သားသားလေးမြင်ရတာရှိတယ် ်ဗရိုင်းနက်နစ်ကတော့4500နစ်ဆိုတော့ဒီဖုန်းကိုအောက်တော့မှပဲတုံတုံအဲဒါမှမဟုတ်ကျွန်တော် YouTube မှာ HDR ဗီဒီယိုတွားကြည့်မယ်ဆိုရင်လည်းတော်တော်လေးမှအရသာရှိတယ်မှာပါတယ်အဲ့တော့ display quality ကိုပြောရမယ်ဆိုရင်တော့ဒီဖုန်းရဲ့ display quality ကနည်းနည်းဆူဆူတောက်တောက် vivid ဖြစ်ဖြစ်နဲ့ကြည့်ရတာအရသာရှိတယ် eye catchy ဖြစ်တယ်ဆိုတော့လွတ်ဖက်ကိုတွားတယ်ကိုကအဲ့လိုမျိုးဆူဆူတောက်တောက်ဖြစ်တာမကြိုက်ဘူး color မှန်တာကိုလိုချင်တယ်ဆိုရင်လည်း အဖုန်းရဲ့ setting ထဲမှာသွားပြီးတော့ကျွန်တော်တို့ professional mode တွေမှာပြောင်းလိုက်မယ်ဆိုရင်အဲဒီဖုန်းမှာ color မှန်သွားလိမ့်မယ်ပေါ့နော်အဲဒါအပြင်ဒီဖုန်းရဲ့ display မှာကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်ကတော့အဲသူ့ရဲ့ display setting ထဲမှာ eye protection feature တွေအများကြီးပါတယ်ဥပမာကျွန်တော်ဒီမှာဆိုရင် P1 dimming လို့ sleek comfort mode တို့ ND reflective brightness တို့ဒီလိုမျိုးဟာတွေပါတာဆိုတော့အဲ့တော့ကိုကဖုန်းကြီးထဲမှာမျက်ရည်ပူတွေကျတာလေမျက်စိရည်နာတာလေဖြစ်မှာဆိုရင်လည်းလူတွေတော့ကလည်းတော်တော်လေးမှအဆင်ပြေတယ်မှာပါတယ် အဲ့တော့ဒီဖုန်းရဲ့ display ကိုပြောရမယ်ဆိုရင်တော့လုံးဝ flagship level display top notch ဖြစ်တဲ့ display ထဲမှာပါတယ်။ speaker ဘောင်းပြောရမယ်ဆိုရင်တော့ဒီဖုန်းက flagship phone လုံးဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့အထွေထူးပြောနေတာမရှိဘူး။သူရှိမှာက stereo speaker တုံးထားပြီးတယ်။အတန်ထွက် quality ကတော့လုံးဝ flagship level speaker quality ဆိုတော့တည်လာတယ်။အတန်ထွက်တွေကကြည်တယ် clarity ကကောင်းတယ်။အဲ့နောက်ပြီးတော့တခုရှိတာကဒီပေါ်အခြားဖုန်းတွေမှာဆိုရင် base stand နည်းနည်းလေးနည်းတာရှိတယ်ဗောနော်အဲဒါပေမဲ့ဒီ speaker မှာက base stand နည်းတာလည်းလုံးဝမရှိဘူး အဲ့တော့ဒီ speaker ကလုံးဝ flagship level တော်တော်လေးမှကောင်းတဲ့ speaker ဆိုတာတော့ကျွန်တော်အနေနဲ့ပြောနိုင်တယ်။အဲ့တော့ဒီဖုန်းရဲ့အဓိကအကောင်းဆုံးအပိုင်းကိုပြောရမယ်။ကင်မရာကြောင့်ဆက်ပြီးတော့ပြောလိုက်အောင်။သူရှိမှာသုံးထားတဲ့ sensor တွေကိုဆက်ပြီးတော့ရွတ်ကမယ်ဆိုရင်သူရှိမှာက50 megapixel main camera Sony LYG A11 sensor တစ်လုံး။နောက်ပြီးတော့ကျွန်တော်တို့ပေါ့နော်တော်တော်လေးမှကြီးတဲ့ periscope sensor ဖြစ်တဲ့200 megapixel Samsung HP9 sensor နဲ့နောက်ထပ် ultra wide ကတော့ကျွန်တော်တို့ main camera မှာသုံးထားတဲ့ sensor တိုင်းပဲ Sony ရဲ့ LYG A11 sensor ကိုသုံးထားပြီးတယ်။ သူ့ရဲ့ကင်မရာကကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်မယ်ဆိုရင် ultra wide ကင်မရာမှာလည်းလုံးဝဝိတ်ရှော့ထားတာမရှိဘူး main ကင်မရာ၃လုံးပုံစံမျိုးနဲ့သွားတယ်ပေါ့နော်အဲ့တော့သူရှိမှာသုံးပေးထားတဲ့ကင်မရာ၃လုံးကလောလောဆယ် mobile photography မှာအကောင်းဆုံးကင်မရာစင်ဆာတွေ lens တွေကိုပဲသုံးထားပေးတာအာဒီဖုန်းကကင်မရာတော်တော်လေးကောင်းတယ်ဆိုရင်သူရှိမှာထူးခြားတဲ့အချက်ကဒီကင်မရာ၃လုံးမှာ1 inch sensor တွေမသုံးထားပေဘူးဒါလေးကတော်တော်လေးထူးခြားတယ်နဲ့မှာပါတယ်။မိုက်တဲ့အချက်တစ်ခုကတော့ဒီကင်မရာ၃လုံးမှာကကျွန်တော်တို့ ONS တွေပါတယ်။ အဲ့ဒါတော့တော်တော်လေးတိတာပဲပေါ့တော့ဖုန်းလုံးလို့ခောက်လိုက်မယ်ဆိုရင်သူရှိမှာကြောက်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 နဲ့အတန်လေးကြားရတယ်။မသိရလူတယောက်တော့ပြလိုက်မယ်ဆိုရင်မင်းဖုန်းရဆုတ်နေလာလားဒီလိုမျိုးပြောရမယ်အနေထားမျိုးတည်းရှိတယ်ပေါ့နော်။နောက်ပြီးတော့ဒီဖုန်းမှာကင်မရာဘိုင်းမှာတော်တော်လေးမိုက်ွားတဲ့ချက်ကတော့ Zhiye collaboration လုပ်ထားဖြစ်တဲ့အတွက်ကြောင့် Zhiye T Star code တင်နေပါတယ်။နောက်ပြီးတော့ဒီ Vivo ဖုန်းတွေမှာတော်တော်လေးထူးခြားတဲ့ချက်ကသူရှိမှာက image processing chip တွေပါတယ်ပေါ့နော်။ဒီကောက်မှာဆိုနှလုံးတော့ပါတယ်။တစ်လုံးကတော့ Vivo ရဲ့ Blue Image Duo ရဲ့ VS1 chip တခုနဲ့နောက်ထပ်တခုကတော့ Vivo ရဲ့ V3 Plus ဆိုတဲ့ image processing chip တွေပါတယ်။အာဒီ image processing chip တွေကြောင့်ပဲဒီဖုန်းကကင်မရာဘိုင်းမှာတော်တော်လေးကောင်းပါတယ်။ဒါဖုန်းတွေထက်ကောင်းတလို့မြင်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ Vivo တော့ဒီညမှာတော်တော်လေးကြီးကျူးတယ်ပေါ့နော်။အပုံမှန်ဖုန်းတစ်လုံးဆိုတာက hardware ကဘယ်လောက်ပဲကောင်းကောင်း software က optimize မဖြစ်ဘူးဆိုရင်ကောင်းတင်လောက်ကောင်းမှာမဟုတ်ဘူး။ဒီမှာကျတော့ software ဘိုင်းမှာ hardware ဘိုင်းမှာ optimize ဖြစ်သွားဖြစ်တဲ့ကြောင့် camera ဘိုင်းကတော်တော်လေးတိတိတတ်တာကောင်းနေတယ်ပါပါတယ်။ အဲ့တော့သူ့ရဲ့ကင်မရာပုံထွက် quality ကိုပြောရမယ်ဆိုရင်တော့ဒီဖုန်းက main camera နဲ့ပဲရိုက်ရိုက် ultra wide camera နဲ့ပဲရိုက်ရိုက် zoom နဲ့ပဲဆွဲရိုက်ရိုက် portrait photo တွေပဲရိုက်ရိုက်တော်တော်လေးကောင်းတဲ့နေရာမှာပါတယ်မသိရင် DSLR ကင်မရာနဲ့ရိုက်ထားတဲ့ပုံထွက် quality တိုင်းအောင်ထွက်တယ် color တွေကလုံးဝစူးစူးတောက်တောက်လေးနဲ့မှတော်တော်လေးမှကြီးလို့လှတဲ့နေရာမှာပါတယ်ကိုကအဲ့လိုမျိုး color တွေစူရာတောက်တာတွေမကြိုက်ဘူးဆိုရင်လည်း size style ကျွန်တော်တို့ color profile တွေအများကြီးရွေးလို့ရတယ်ဒီချက်ကကင်မရာတစ်လုံးကိုတော်တော်လေးမှ click ပြီးတော့ကင်မရာကောင်းတာလိုချင်တဲ့လူတွေတော့ကတော့တော်တော်လေးမှအဆင်ပြေတဲ့နေရာမှာပါတယ် ။နောက်ပြီးတော့ထူးခြားတဲ့ချက်ကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Vivo ရဲ့ V3 Plus ချစ်ကြောင့်ပဲဒီဖုန်းမှာက Portrait Video တွေကိုရိုက်မယ်ဆိုရင် 8K 30 frame per second နဲ့ရိုက်လို့ရတယ်။ဒါကတော့ကျွန်းစင်ကြီးပေါ့နော်။အခြားဖုန်းတွေမှာဆိုရင်ပုံမှန် Portrait Video ကို 8K လောက်နဲ့ရိုက်ဖို့ဆိုတာတိတ်လွယ်တဲ့အနေအထားမှာမရှိဘူး။အဲ့တော့ဒီဖုန်းရဲ့ camera quality ကကျွန်တော်ပြောလို့တကယ်ပဲကောင်းလားဘယ်လောက်ထိကောင်းလဲဆိုတော့ကျွန်တော် sample photo လေးရိုက်ထားရှိတယ်။ကြက်ထက်လောက်ကြည့်ကြည့်ပြီးတော့ဘယ်လောက်ကောင်းလဲဆိုတာကိုကြည့်လိုက်ကြပါမယ်။ selfie mount ရဒီဖုန်းမှာက50 megapixel selfie camera ကိုတုံးထားပေးတယ်။ selfie ပုံတွေကလည်းတော်တော်လေးမှမိုက်တဲ့ထဲမှာပါတယ်။ selfie ပုံတွေလည်းကျွန်တော်ဆမ်းပြီးရိုက်ထားရှိတယ်။ဘယ်လောက်ထိကောင်းလဲဆိုတာကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်အောင်။ ီဖုန်းမှာထူးခြားတဲ့အချက်တစ်ခုကတော့သူ့ရဲ့ဖုန်းမှာကကျွန်တော်တို့ကင်မရာဘတ်တန်လေးပါတယ်ကျွန်တော်တို့ဒါကတော့ iPhone ရဲ့ iPhone 16 line မှာပါတဲ့ကင်မရာဘတ်တန်တိုင်းပဲပါတာသူရှိမှကျွန်တော်တို့ exporter ချိန်တာတို့ lens ပြောင်းတာတို့ zoom တွေပါဆွဲတာဆိုဒီဖုန်းမှာလုပ်လို့ရတယ်နောက်ပြီးတော့ဒီဖုန်းရဲ့ကင်မရာရှတ်တာကိုကျွန်တော်သဘောကျအချက်ကကြတော့ကျွန်တော်တို့ဒီပေါ့နော် landscape ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်လက်နဲ့အရင်ဝေးနေတာမျိုးမရှိတော့တထဲမှာပို့ပြီးတော့တတ်တောက်တတ်တာရှိတယ် အဲကျွန်တော်ကတော့ဓာတ်ပုံနေပါရိုက်မယ်ဆိုရင်ဒီ cloud လေးကို zoom ဆွဲဖို့တော့အဓိကဦးစားပေးနေတဲ့သုံးပြတယ်။ ASUS ဘန်ကိုသွားရမယ်ဆိုရင်တော့သူရှိမှာက Qualcomm ရဲ့နောက်ဆုံးထွက်ထားရတဲ့ Qualcomm ရဲ့ Snapdragon 8 Elite chipset ကိုတုံးထားပေးတယ်။အဲသူရဲ့ရှေ့ရထွက်ခဲ့တဲ့ Vivo H200 Pro မှာဆိုရင်တော့ MediaTek ရဲ့ Dimensity 9400လောက်တုံးထားပေးတာဆိုတော့ပိုကောင်းလာလို့ပြောလို့မရဘူးဆိုပေမဲ့ဒီမြန်မာနိုင်ငံဈေးကွက်မှာကကြတော့ Snapdragon ASUS ကိုပိုကြိုက်တာဆိုတော့ ဒီချက်လေးကတော့တော်တော်လေးမိုက်တယ်ပေါ့နော် standard ကို SOC နဲ့ဆိုတော့ကျွန်တော် image processing ဘက်မှာလည်းနည်းနည်းလေးပိုကောင်းမယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်။နောက်ပြီးတော့ဒီ SOC ရဲ့ performance ကလည်းမိတ်ဆွေပေါ့နော်။မိတ်ဆွေကျွန်တော် daily usage ဖုန်းသုံးတာအစပြီးတော့ gain တွေကိုဆော့တာပဲဖြစ်ဖြစ် graphic demand များတဲ့ gain တွေကိုဆော့တာပဲဖြစ်ဖြစ် လုံးဝအထင်ငော့ရှိနေမှာမဟုတ်ဘူး။ဒီချက်ကတော့တော်တော်လေးကောင်းတယ်နဲ့မှာပါတယ်။ battery bank ကိုကြောက်ရမယ်ဆိုရင်တော့ဒီဖုန်းမှာက silicon carbon battery 6000 mAh အကြီးကိုထည့်ထားပေးတယ်။အားပြန့်သွင်းမှုကိုတော့90 watt ကို support ပေးတယ်။ အဲဒီဆီလီကွန်ကာဘွန်ဘက်ထရီ6000မီလီအမ်ပါအနဲ့ဆိုတော့မိတ်ဆွေရဖုန်းတစ်လုံးကိုပေါ့နော်ဒီဖုန်းမှာကင်မရာတွေရိုက်တယ်ရုပ်ရှင်တွေကြည့်တယ်ဂိမ်းလေးပါဆော့တယ်ဆိုရင်တော့တရက်လောက်ကတော့အေးအေးဆေးဆေးတာတာရခံတယ်အဲအဲ့လိုမှမဟုတ်မိတ်ဆွေရကင်မရာနည်းနည်းပပလောက်ရိုက်တာနဲ့ Facebook တွေနည်းနည်းပပလောက်ဖွင့်တာဆိုရင်တော့နှစ်ရက်လောက်ကတော့ဒီဖုန်းဘက်ထရီကအေးအေးဆေးဆေးခံနေတယ်ပါပါတယ်အခြားသောပိုင်းနေနဲ့ဒီဖုန်းမှာက IP68 69 dust and water resistant ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ security ဘိုင်းဘက်ကကြာတော့လေ ultrasonic fingerprint sensor ကိုတုံးထားပေးတယ် ရီချာတီရာကတော့ကျွန်တော်က flagship phone လုံးကို review လုပ်နေတာဖြစ်တဲ့ကြောင်းကျွန်တော်အနေနဲ့တိတ်ပြီးတော့အထွေထူးပြောနေတာမလို့ဘူးပါလာရာတိတ်မထူးဆန်းပါတော့မပါလာရာမှအထူးဆန်းတာအဲ့တော့ဒီ phone ကိုဘယ်လိုလို recommend ပေးလဲမိတ်ဆွေရပါတော့ phone တစ်လုံးမှာ camera အကောင်းဆုံး phone ကိုလိုချင်တယ်ပတ်စံမိတ်ဆွေတက်ကိစ္စမရှိဘူးဆိုရင်တော့ဒီ phone လေးကတော်တော်လေးရွေးချယ်တင်နေတယ်မှာပါတယ်ဒီ phone ရဲ့ camera ပုံဖက် quality ကလုံးဝ DSLR camera နဲ့ရိုက်တဲ့ပုံဖက် quality တိုင်းထွက်တယ် နောက်ပြီးတော့ဒီဖုန်းရဲ့ design တွေ၊ base quality တွေ၊ display တွေ၊ SoC တွေကလည်းဘာမှအပြစ်ပြောတာမရှိတော့မိတ်ဆွေကကမ္ဘာအကောင်းဆုံး camera ဖုန်းတစ်လုံးအပြင်မှာ Vivo ရဲ့နောက်ဆုံးထွက်တာတဲ့ top notch smartphone တစ်လုံးကိုလိုချင်နေဆိုရင်တော့ဒီ Vivo ရဲ့ H200 Ultra ကို recommend ပေးလို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ Yangon Mobile Store